်မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြီးပြီးတော့အီလာလီတဲ့စကန်ကို109မမရှော့တိုက်တုံးနေနဲ့ပြက်ခတ်တိုက်ခိုက်ပြီးမနေ့ကညပိုင်းပောက်ကွဲတံများကြားရကနေပြီးတော့မှပြည်သူများအတီးပြူတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြီးတော့အီလာလီတဲ့စကန်ကိုတွန်လိုင်းတံများစုပေါင်းပြီး109မမရှော့တိုက်တုံးနေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PW1 အဖွဲ့ကထုတ်ပြန်လိုက်ပြီးနေပြီးတော့မှပြည်သူများကလည်းမနေ့ကညပိုင်းပောက်ကွဲတံများကြားရကြောင်းသတင်းဌာနကိုပြောပါရတယ်မနေ့က AP လာ session ရက်နေ့ည09:00မိနစ်ချိန်စစ်ကောင် င်စင်ရဲ့နေပြည်တော်အီလာလီတက်စကန်ကို109မမရှော့တိုက်တုံးနေတိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုကို BWN ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Black Leopard စစ်တပ်နဲ့အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေပြည်တော်အီလာလီတက်စကန်အတွင်ကို109မမရှော့တိုက်တုံးသုံးလုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်။စစ်စင်ရေးမှာနေမြေလုံးကျုံကြီးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးဝါးမှုစတဲ့ခက်ခဲတွေကြောင်းနေပြည်တော်လီတက်စကန်ကိုရှော့တိုက်တုံးသုံးလုံးသာအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တာဖြစ်ပြီးပြစ်မှတ်တွေကိုထိမှန်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်။ဟုတ်တယ်မင်းညက အီလာလီတပ်ဘက်မှပောက်ကွဲတန်နေကြရတဲ့စုစုပေါင်း50လောက်ကြာရတဲ့ပောက်ကွဲတန်ပါရီပောက်ကွဲလည်းမသိပေမဲ့အတန်ကတော့တော်တော်များများကြားလိုက်ရပါတယ်လို့နေပြီးတော့အီလာလီတပ်အနီးကျေးရွာတစ်ခုမှာဒေသခံပြည်သူတအုပ်ကဆိုပါတယ်စစ်စင်ရေးတက်ခိုင်းရခြင်းမှာငလင်ပေးကြောင်းစကိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသတွေမှာပြည်သူများဒုက္ခပင်လဲဝင်နေခြင်းစစ်တပ်ကပြည်သူများကိုလေကြောင်းမှအဆက်မပြတ်ပုံကျဲတပ်ဖြတ်နေတာကြောင့်ဖြစ်ကြောင်းမလ28ရက်နေ့ငလင်လောက်ခတ်ပြီးချိန်ကစပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရှားချေရှိခဲ့ကြောင်းပြည်သူတေဆုံးမှုမှလည်းရှားချေရှိနေပြီဖြစ် ကြောင့်ဒါကြောင့်ငလင်တန်းကြောင့်ထိခိုက်မှုတချို့ရှိနေခဲ့တဲ့နေပြည်တော်အီလာလီတပ်စခန်းကို အပြည့်စည်းတွေကြမှာပြည်သူကိုတပ်ဖြတ်ဖို့ဆက်လက်အသုံးပြုနေတဲ့အတွက်လီဒတ်နေနေရေး BWM Mission 33ဖြင့်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါဗျာ။ ဆက်လက်ပြီးတရုတ်မှာဇနီးမယားဖြင့်ရောင်းစားခံခဲ့ရတဲ့မက်ခင်ဆန်နာပြန်လည်လွတ်မြောက်လာချိန်လူကုန်ကူးခံရသူများကိုတိုင်ကြားတော်လဲပြည်ထောင်စုနဲ့ရဲတပ်ဖွဲ့ကအမှုဖွင့်မပေးဘဲတိုင်ကြားသူကိုပြန်ချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကိုလူကုန်ကူးခံရပြီးတရုတ်မယားဖြင့်ရောင်းစားခံရတဲ့မက်ခင်ဆန်နာကပြန်လည်လွတ်မြောက်လာချိန်လူကုန်ကူးခံခဲ့ရသူတွေကိုတိုင်ကြားတော်လဲနေပြည်တော်ရှိပြည်ထောင်စုနဲ့ရဲတပ်ဖွဲ့တွေကအမှုပေးမဖွင့်ဘဲတိုင်ကြားမှုကိုပြန်လည်ချင်းချောက်နေကြောင်းကာယကံရှင်မက်ခင်ဆန်နာကသတင်းဌာနကိုပြောပါရတယ်။၂၀၂၄ခုနှစ်မှာမက်ခင်ဆန် ာကတရုတ်နိုင်ငံကိုတရုတ်မယားဖြစ်လူကုန်ကူးခံရပြီးရောင်းစားခံခဲ့ရကြောင်းတိုင်ကြားမှုတွေအနေနဲ့တရုတ်ရဲ့တပ်ဖွဲ့ရဲ့ကယ်တင်မှုကြောင့်မခင်ဆန္ဒမှာပြန်လည်လွတ်မြောက်ပြီးရနောက်လူကုန်ကူးခံရတဲ့တရုတ်ခံတွေကိုအရေးယူပြီးဖို့နေပြည်တော်ပြည်ထောင်ဝင်ကြီးဌာနနဲ့လူကုန်ကူးရဲ့တပ်ဖွဲ့ထံကိုတိုင်ကြားခဲ့ကြောင်းဒါပေမဲ့ပြည်ထောင်ကြီးနဲ့နေပြည်တော်လူကုန်ကူးမှုတားဆီးရဲ့တပ်ဖွဲ့ကအမှုပြင်ဖွင့်ခွင့်မပေးဘဲအချိန်ဆွဲခါတိုင်ကြားသူမခင်ဆန္ဒကိုတော့ရဲကပြန်လည်ချင်းချောင်းနေကြောင်းသိရပါရယ်2024ခုနှစ်မှာမခင်ဆန္ဒကတရုတ်ပြည်စမ်းတုံးမြို့ကိုအလုံးလုံးကိုင်ပွဲစားက ခေါ်ဆောင်သွားခဲ့ပြီးစံတုံမျိုးကိုရောက်ရှိချိန်မှာတရုတ်မြန်မာအဖြစ်ရောင်းစားခံခဲ့ရတာဖြစ်ပါတယ်။စံတုံရောက်မှာတရုတ်ယောက်ျားယူရမမှန်တည်တာတရုတ်ယောက်ျားစီယူရ12000နဲ့ရောင်းစားခံခဲ့ရတာတရုတ်ငွေ9000ကိုပြီးမဲ့ပြောပြီးတပြားမှမပြီးတဲ့အပြင်တိုင်ချင်းရာတိုင်ဆိုပြီးရောင်းသွားတာနောက်ဆုံးလူကုန်ကူးစီတိုင်တော့ရှဲအုပ်စိုးသူတာကအမှုဖွင့်မပေးဘူးတရုတ်မှာရှိရင်မြန်မာတန်ယုံကဒုတိယအရာရှိနဲ့ချိတ်ဆက်ပေးပြီးတန်ယုံကူညီနဲ့ရောင်းစားခံထားတဲ့အိမ်ကနေကဲထုတ်ခံခဲ့ရတာလို့ ်မက်ခင်ဆန္နာကသတင်းဌာနကိုပြောပါရယ်မက်ခင်ဆန္နာကတင်ရုပ်ပြီးရွှေလီမျိုးကို တပတ်ကတ်နဲ့ဝင်ရောက်ကအလုံးလုတ်ကန်ခဲ့ကြောင်းရွှေလီမျိုးထဲမှာအဖမ်းဆီးများလို့2024ခုနှစ်အောက်တိုဘာလမှာကာတမာဆိုလင်းထင်းရဲ့လမ်းညွှန်မှုနဲ့တရုတ်ပြည်စံတုံးမျိုးမှာမတ်အီစာဆိုသူထံကိုတွားရောက်ခဲ့ကြောင်းတရုတ်ပြည်စံတုံးမျိုးကိုရောက်ရှိချိန်မှာမတ်အီစာဆိုသူကတရုတ်ယောက်ျားယူရန်ပြောဆိုခဲ့ပြီးတရုတ်ယောက်ျားစုမယူမယ်ဆိုပါကတရုတ်ငွေ9000ပေးမယ်လို့ဆိုပြီးရောင်းစားခံခဲ့ရကြောင်းသိရပါတယ်တရုတ်ပြည်စံတုံးမျိုးမှာရောင်းစားခံခဲ့ရတဲ့အိမ်မှာမခင်ဆန္ဒကိုကဲထုတ်နိုင်ခဲ့တော့လေတရုတ်နိုင်ငံကျူထင်ရန်ရဲစခန်းမှာအကြေကျုံးနှစ်ပတ်ခန့်စစ်ဆေး 看人家照片，对吗？ 45ရက်ကြာအချုပ်ကြခံခဲ့ရပြီး2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာတရုတ်ပြည်မှာရှန်ကုန်မြို့သို့ပြန်ပို့ပေးခဲ့ကြောင်းသိရပါဗျ။ကျမကမြန်မာနိုင်ငံကိုပြန်ရောက်ရောက်ချင်းရဲအုပ်စုသူတာကိုဆက်သွယ်အကြောင်းကြားခဲ့ပေမယ့်ကျမမိုးနဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောမလာခဲ့ဘူး။ကျမဆက်သွယ်ပြီးတော့လာခဲ့ရမလားမီးတော့လဲဘသူမှခေါ်ထားလို့လဲမေးပြီးလို့အမှခေါ်မယ်ပြောပြီးဖုန်းချသွားတယ်။ဆက်သွယ်လာနုံနုံနဲ့စောင့်ခဲ့ပေမယ့်သူကအဆက်သွယ်မလုပ်လာဘူး။အဲ့ဒီတော့ကျမကတရုတ်နိုင်ငံဖေးချင်းမျိုးကမြန်မာတန်ယုံကဒုတိယရာရှိဦးစော်လင်းကိုဆက်သွယ်တော့ဦးစော်လင်းကမအိစာကိုတိုင်ပို့ ဖုန်းနံပါတ်ပြီးနေအဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတိုင်မာရှဲအုပ်စုသူရာကကျမကိုဖုန်းဆက်ပြီးဘာရီနဲ့နာခဲ့လို့တိုင်မာလေးဆိုပြီးပြောခဲ့တယ်လို့မက်ခင်ဆန်နာကရှဲအုပ်စုသူရာရဲ့စုပူချင်းချောက်ချင်းကိုခံရမှုကိုပြောဆိုပါတယ်။ဒါအပြင်အမှုဖွင့်မယ်ဆိုပါကတရုတ်ပြည်ကိုသွားပြီးအမှုဖွင့်ဖို့ပြောပြီးမြန်မာနိုင်ငံမှာအမှုဖွင့်ဖို့တက်တည်မခိုင်းလုံးလောက်ဘူးလို့ပြောဆိုကြောင်းရှဲတက်ဖွဲ့ကအကြောင်းမျိုးမျိုးပြပြီးအမှုဖွင့်ပေးဖို့ညှင်းပယ်ခဲ့ကြောင်းသိရပါတယ်။ဆိုလင်းထေးတို့မအိစာတို့ကကျမ တဲ့ရောက်တဲ့ကိုရောင်းစားခဲ့တာမဟုတ်ပါဘူးရဲအုပ်စိုးသူရာကိုလည်းကျမပြောခဲ့တယ်ရဲအုပ်စိုးသူရာကကျမကိုစူပါတယ်နင့်အကြောင်းမင်းနင့်ပြောဆိုပြီးစူခဲ့တယ်ကျမလိုပဲစမ်းတုံးမျိုးမှာရောင်းစားခံကြရတဲ့သူတွေရှိပါတယ်ကျမလိုက်ပြဆိုလိုက်ပြလို့ရပါတယ်လို့မက်ခင်ဆန္နာကပြောဆိုပါတယ်လက်ရှိအချိန်မှာမက်ခင်ဆန္နာအနေနဲ့ လူကုန်ကူးခံရသူတွေကိုတိုင်ကြားခဲ့တော့လဲအမှုနဲ့ပတ်သက်ပြီးဘလို့မှအရှင်းယူဆောင်ရွက်ခြင်းမရှိတဲ့အတွက်တရင်ဌာနကိုဖွင့်ဟပြောဆိုခဲ့ရပြီးမြကာယကံရှင်မခင်စန္နာက၎င်းရဲ့လုံခြုံရေးအတွက်စိုးရင်ကြောင်းထုတ်ဖော်ပြောဆိုပါတယ်။နောက်ထပ်တပုံးအနေနဲ့ကွန်ကရစ်နဲ့ဒေါနာတောင်ကြားမှာအောင်စရာစစ်ကြောင်းဖျူဖျင်းရဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အောင်စရာရွှာလဲနေတဲ့ဒီတပွဲတော့ပြီးပြီးနောက်နှစ်လလောက်ဆိုပြတ်ပြီးအောင်စရာကတော့လို့ကရင်စည်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့ဝင်းကျင်တဲ့စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းရှိရာဒေါနာတောင်မှာနေ့စဉ်တိုက်ပွဲပြင်း င်ထန်နေရအောင်စင်ရစစ်တောင်းအထိနာပြီး PUP ရဲ့ဖြစ်နေတယ်လို့ကရင်စည်ရေးတရင်ရှင်မြစ်တွေကပြောပါတယ်စစ်ကောင်စီရဲ့အောင်စင်ရစစ်တောင်းနဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေး PDF ပူးပေါင်းတပ်တွေကကွန်ကရစ်မြို့ဝင်ကျင်နဲ့ကွန်ကရစ်နဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲများပြင်းထန်နေတာဖြစ်ပါတယ်ကွန်ကရစ်မြို့ဝင်ကျင်နဲ့ကွန်ကရစ်မြို့မှာဒေါနာတောင်ပေါ်တောနောရေတကွန်ဒီနေရာယူထားတဲ့အောင်စင်ရစစ်တောင်းကို KNL လေး PDF ပူးပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ထားပြီးအခုရက်ပိုင်းတွင်အဆိုပါနေရာတွေမှာနေစဉ်တိုက်ပွဲများပြင်းထန်နေရလို့ကရင်စည်ရေးတရင်ရှင်မြစ်တွေကပြောပါ body အခုကတိုက်ပွဲကအတော်ကျန်းနေနေတိုင်းချနေတာအောင်စင်ရရွာလေနေနဲ့ဒီတပွဲတော်ပြီးပြီးနောက်နောက်လောက်ဆိုပြတ်ပြီးအောင်စင်ရတော်လို့၎င်းကလက်ရှိစစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းအထိနာနေရပေါ်တုံးသက်ပါတယ်အောင်စင်ရစစ်ကြောင်းအထိနာနေလို့စစ်ကောင်စီကကော့ဂရစ်မြို့ဝင်းကျင်နေရာတွေကိုအခုရက်ပိုင်းတွင်လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူတွေသာတိုက်ဆုံထိခိုက်မှုတွေဖြစ်နေပေမယ့်ကရင်စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်ဒေါနာတောင်ကျင်းနဲ့ကော့ဂရစ်မြို့ဝင်းကျင်မှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေလို့လည်းအဆိုပါဒေသရှိ ီ Special Operation Group SOG စစ်ကြောင်းမှုစောအောင်ကတရင်ဌာနကိုအပီလာ16ရက်နေ့ကပြောပါရယ်အောင်စရာကတော့လောလောဆယ်တာပေါ်မှာအသိခံထားရတာပေါ့အောက်ဘက်မှာတော့ကြမ်းနေတယ်အောက်ဘက်ကိုသူတို့စစ်ကူလာပြန်ဖြည့်တာလည်းရှိရယ်လို့ SOG စစ်ကြောင်းမှုကပြောပါရယ်လက်ရှိအောင်စရာစစ်ကြောင်းရဲ့အနေထားမှာအရှိပိုင်းအလဲပိုင်းနဲ့နောက်ပိုင်းမှာအချင်းချင်းမကူနိုင်တော့တဲ့အခြေအနေဖြစ်နေရယ်လို့လည်းကရင်စည်ရေးတရင်အရင်မြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့ AP 15ရက်နဲ့16ရက်ကလည်းတိုက်ပွဲအလွန်ပြင်းထန်ပြီးစစ်ကောင်စီထံဒီကြောင်းမှာအပြင်းထန်ကုကံခဲ့ပါရယ် စစ်ကောင်စီက AB 15ရက်ကနေကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့ရှိတကြံကာလာတပ်ကြီးရွယ်အုံများဥပုပ်တီလာစောင့်ယူတဲ့ကန်းနီချင်းရွာဖုန်ကြီးကျောင်းကိုလေကြောင်းမှပုံကျဲတက်ခတ်ရာပြည်သူချောင်းထမင်းနေတင်ဆောင်ခဲ့ပါရယ်ကော့ဂရိတ်မြို့အထွက်ရှိနမိုင်ကတ်တာဝေးကွာလေကော့နွယ်ချင်းရွာနီးမှာအောင်စရာစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကတိုက်ပွဲများဆက်တိုက်ပြင်းထန်နေပါရယ်ကရင်ပြည်နယ်မြောက်ရီဒေသမှာကြားဖြန့်ငွေလင်ကိုင်းလုပ်ငန်းများမှာတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားတောင်းနေချီလူကုန်ကိုပြီးအလုတ်စစ်ခိုင်းနေတယ်လို့ဆို ပြီးတရုတ်ထိုင်းဆိုရနဲ့စစ်ကောင်စီပူပေါင်းပြီးဖေဖော်ဝါရီလဆန်းမှာစကားလျှက်စစ်မီအင်တာနက်ဆက်သုံးစီနဲ့ကုန်စည်ဝင်ထွက်မှုတွေကိုဖျက်တောက်ခဲ့တဲ့တချိန်တည်းမှာစစ်ကောင်စီကကရင်ပြည်နယ်ဒေါနာတောင်ပေါ်မှာပိတ်ဆို့ခံထားရတဲ့အောင်စရစစ်ကြောင်းတန်းအင်အားအလုံးရင်ပေးဖို့စီလွတ်ပြီးစစ်ပြည်နယ်တို့ကော့ဂရိတ်ကိုလည်းစစ်ကူများစွာပေးပို့နေကြောင်းကရင်စစ်ရေးတရင်အရင်မြစ်တွေကပြောပါရယ်စစ်ကောင်စီကကော့ဂရိတ်မျိုးကိုအင်အားလုံးရင်စီလွတ်ပြီးရဲ့နောက်ကော့ဂရိတ်မျိုးနဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲများပြင်းထန်နေပါရယ်ဒါအပြင်ကော့ဂရိတ်မျိုးနဲ့ဂျုံတုံးမျိုးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးက CNN လေတော်လိုင်းပူပေါင်းတပ်တွေကကြုံတုံးမြို့အနီးရှိကျေးရွာတွေအချို့ကိုသိမ်းပိုင်ရရှိထားတယ်လို့သတင်းဌာနကပြောကြားခဲ့ကြောင်းဖော်ပြပါရှိပါတယ်ရှင်။